ျွန်တော်ငယ်ငယ်ကယခုအချိန်ထိတရေသစီဆိုတာတွေကိုမျက်ဝါးထင်နေမတွေ့ခဲ့ဘူးပါဘူးတရေသစီဆိုတာတွေက32ပုံနဲ့အပေပုံသားပိတ်တာတစ်မျိုးလို့ငယ်ငယ်ကဆရာတော်ဖះပြောတာဟောတာကြားခဲ့ဘူးပါတယ်တရေ6တဲ့သစီ6တဲ့ဆိုတာကိုကျွန်တော်ကယခုလိုနားလည်ထားပါတယ်တရေသစီ6ခံရတဲ့လူတော်တော်များများကိုတရေသစီတွေကသူတို့ရဲ့ဘဝဟောင်းကရုပ်တွင်ဒါမှမဟုတ်ဘဝအစ်စ်မှာရတဲ့ရုပ်တွင်ကိုပြတတ်ကြတယ်လို့ကြားဘူးပါတယ်တရေသစီ6လက်ညအမျိုးမျိုးကိုကြားခဲ့ဘူးပါတယ် တချို့ကငိုတန်ရေတန်ဟားတိုက်တန်ညဉ်ညူတန်နေပေးပြီးတော့၆လန့်တက်ကြတယ်လို့လမ်းလျှောက်တန်တစ်ပင်တစ်ကိုင်းနေလှုပ်ခတ်တန်အရာဝတ္ထုပစ္စည်းတွေနဲ့ပြစ်ပေါက်ပြီးတော့လဲ၆လန့်တက်ပြီးတော့တချို့ကျန်းတဲ့နဲ့တရေသက်စီတွေကတော့လိုက်လံ၆လန့်ကြပြီးတော့အိယာဘော်ကနေဆွဲချတာတွေခန္ဓာကိုယ်ကိုပုတ်ပြီးတော့လုံနိုးတာတွေဥကောင်းကိုမတာတွေတခုခုနဲ့ပြစ်ပေါက်တာတွေကိုပြုလုပ်တတ်တဲ့ကြောင်ကြားပုခဲ့ပါတယ်ကျွန်တော်ကတော့တိတိပပမယုံတတ်သေးပါဘူးဆုံးဆူဒီကိုတော့ငငယ်ရကြုံခဲ့ဘူးပါတယ်ကျွန်တော်အသက်73နှစ်ရွယ်ကိုရင်ဝစ်စင်ကရွာဖုံးကြီးเจ้าမှာကြုံခဲ့ဘူးတာပါ ကျွန်တော်ကိုရင်ဝတ်တဲ့ကျောင်းကဘကိုးတိုင်းဒေသကြီးဝေါ်မြို့နယ်ထဲမှာရှိတဲ့အုပ်ဖို့ရွာတဲ့ကျောင်းမှာဝတ်တော့ကျောင်းနိုင်ဆရာတော်ကအမေမောင်ဝမ်းခွဲတော်ဆက်လို့အမေကသူ့ကျောင်းမှာသင်ခန်းစီးပေးပါတယ်။မမက်ရရအဲ့ဒီနေ့ကတကူးလာပြည့်နေ။ဘုန်းကြီးကျောင်းမှာကလည်းပထမဘွဲရရှိနေပြီးတော့ကျွန်တော်တို့ကလည်းရှင်မြို့အလူတော်မင်္ဂလာလုပ်နေတော့ကျောင်းမှာညချိန်မင်မဲ့လည်းလှုပ်သူကိုင်းသူတွေနဲ့တော်တော်လေးစီကားနေပါတယ်။ဘုန်းကြီးကျောင်းကလည်းလျှက်စစ်မင်းမရသေးတော့အောက်လင်းတက်မီအကြီးကြီးတွေထုံးပြီးတော့အလုပ်လုပ်ကြတာည7:00နာရီလောက်ရောက်တော့ ကျွန်တော်ကစွန်းစားကျောင်းဆောင်ပေါ်ကနေအပေါ်သွားကျင်တာနဲ့အိမ်သာသွားမလို့အိမ်သာဘက်ကိုလမ်းကြည့်လိုက်တဲ့အချိန်ဘုံကြီးကြောင့်ဂူဒီအောင်နာမှာအောက်လင်းမီးကြီးလိုမျိုးမီးလုံးကြီးထွန်းလာတာကိုမြင်လဲရပါတယ်။အောက်လင်းတက်မီးကြီးနဲ့တူဝင်မလဲအောက်လင်းတက်မီးမဟုတ်မလဲစိတ်ထဲကသိနေပါတယ်။မီးလုံးကြီးဟာဂူဒီပေါ်မှာမဟုတ်ဘဲနဲ့ဂူဒီအောင်အိမ်သာတွင်းနဲ့ကြမ်းမြင်ကြမှာလင်းနေလို့ဘာမှမသိတာနဲ့စွန်းစားကျောင်းဆောင်နောက်မှာပကံစင်းနေတဲ့အမေကိုတွေ့ပြီးတော့အမေအမေဟိုမှာဘုံကြီးဂူဒီအောင်မှာဘာမီးလုံးကြီးလဲမသိဘူး။အဲ့လိုမျိုးအမေကိုလက်ညှိုးထိုးပြီးပြတဲ့အခါမှာတော့အမေက လာလာသားဘာမှမဟုတ်ဘူးကြောင်းမော်ပြန်တက်မယ်အဲ့လိုပြောဆိုပြီးတော့အမေကလည်းပကံစေးတာရက်ပြီးတော့ကြောင်းမော်တက်ပြေးတဲ့အတွက်ကျွန်တော်ကလည်းဘူးမသိဘာမသိနဲ့ကြောင်းမော်တက်ပြေးခဲ့ရပါတယ်ကြောင်းမော်ရောက်တဲ့အချိန်ကျမှပဲအမေအဲ့ဒါဘာကြီးလဲအဲ့လိုမျိုးမေးတဲ့အခါမှာတော့အမေကဘာမှပြန်မပြောပါဘူးမေးလို့မကမေးတော့မှပဲအဲ့ဒါမီးလို့မဟုတ်ဘူးစုံးမီးလို့ခေါ်တဲ့အကြောင်းပြောပြပါတယ်ဆုံးကလည်းချီစားဆုံးလို့ပြောတဲ့အတွက်ကျွန်တော်ဘွားရဲ့ပထမဆုံးမြင်မှုတဲ့ဆုံးကမီးလုံးကြီးလိုပဲလို့မှတ်သားခဲ့ရပါတယ်။အရင်နောက်ပိုင်းကိုရင်ဝတ်တုံဆုံးဆိုတာကိုဘယ်လိုဟာမျိုးလဲဆိုပြီးသိကျင်လို့ဆက်စုမိတော့ ယူအားကိုရင်နဲ့ចောင်းသားတွေကစုံចောင်းအမျိုးမျိုးပြောပြတဲ့အတွက်ဟုတ်သလားမဟုတ်သလားတော့မသိပေမဲ့မကြားဘူးတဲ့ဇာတ်ကားတွေကိုစတင်ကြားလာခဲ့ရပါတယ်။ဒီဘက်တွေမှာယူအားတဲ့ရင်စုံမရှိရင်ယူအားတဲ့လို့မရတဲ့ကြောင်းယူအားတိုင်းမှာစုံနေရှိပြီးတော့လာပညာတွေဆိုရင်စုံနေကကောင်းငင်မှာပညာပြိုင်ရတဲ့ကြောင်းကောင်းငင်မှာအယောင်တောက်တဲ့စိမ့်မမတ်လို့မီးလုံးကြီးတွေတက်လာပြီးတော့တလုံးနဲ့တလုံးတက်လိုက်ဆင်းလိုက်နဲ့ပညာပြိုင်ပြီးတော့ရှုံးတဲ့သူကအောက်ကိုကျသွားပြီးတော့နိုင်တဲ့ဆုံးကမြင့်တဲ့မြင့်အောင်တက်ကတိန်ညွန့်ကိုစားခွင့်ရတဲ့ကြောင်းပြောပြလို့သိခဲ့ရပါတယ် တချို့ဆုံးတွေကတိမ်ညွတ်မစားဘဲနဲ့အိမ်သားတွေမှာမစင်နေစားကြလို့မစင်စားတဲ့ဆုံးချီစားဆုံးဆိုပြီးတော့လဲခေါ်ချောင်းတိခဲ့ရပါတယ်ကျွန်တော်တွေးခဲ့ရတာကတော့ချီစားဆုံးဖြစ်မယ်ထင်ပါတယ်သူတို့ပြောပြတာကတော့ဆုံးတွေကအဲ့လိုအပြင်ထွက်လာမယ်ဆိုလို့ရှိရင်သူတို့ခန္ဓာကိုယ်ကသူတို့နေတဲ့အိမ်မှာကြံခဲ့ပြီးတော့ဦးကောင်းနေရမီးလုံးအတွင်နဲ့အပြင်ထွက်လာကြတာလို့သိရပါတယ်သူတို့မီးလုံးအတွင်နဲ့အပြင်ထွက်လာတာကိုချောင်းကြည့်သူတွေကိုသူတို့သိလို့ရှိရင်အနေရပေးတတ်ပြီးတော့တချို့နားလေတကြွန်းသူတွေကဆုံးနေပြင်ထွက်တာသိလို့ရှိရင်သူတို့အိမ်ကိုသွားပြီးတော့ ကျန်နေခဲ့တဲ့ခန္ဓာကိုယ်ကိုအပိုင်စီးထားလိုက်လို့ရှိရင်ဆုံးနေရခန္ဓာကိုယ်နဲ့ပြန်ပေါင်းလို့မရတော့လို့အပိုင်စီးထားသူကိုတောင်းပန်ပြီးတော့ခန္ဓာကိုယ်နဲ့ပြန်ပေါင်းခွင့်ပေးရင်ခိုင်းတာလုပ်ပါမယ်ဆိုပြီးဂရိခံမှာပြန်ပေါင်းခွင့်ပေးပြီးတော့ဆုံးတွေကိုခိုင်းစားတတ်တဲ့သူတွေလည်းရှိတဲ့ကြောင်းပြောပြလို့သိခဲ့ရပါတယ်။ဆုံးတွေကသူတို့အပြင်ထွက်တာကိုချောင်းကြည့်ရင်အန္တရာယ်ပေးတယ်ဆိုပေမဲ့လည်းလာပြညတွေမှာကောင်းငင်မှာပညာပြိုင်တဲ့ဆုံးတွေကိုတော့ဟိုဘက်ရွာကကောင်းငင်မှာပညာပြိုင်နေတာကိုဒီဘက်ရွာကနေရွာလုံးကျွတ်နေပါထွက်ကြည့်နေတာကိုတော့ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ဘူးပါတယ်။တနေ့သောနေ့တနေ့ရဲ့လာပြညမှာပါ။ ကျွန်တော်ကဘုန်းကြီးเจ้าမှာအဲ့လိုကောင်းနေတော့ကျောင်းသားတယောက်ကလာပြီးတော့နှိုးပါတယ်ဟဲ့မောင်ထွန်းမောင်ထွန်းဆုံးသွားကြည့်မလားပထမတော့ဘာပြောမှမသိပေမဲ့နောက်ကြတော့ဆုံးနေကိုကြည့်ဖို့လာခေါ်မှန်းသိလိုက်ရတာကြောင့်ကျွန်တော်လည်းထူးထူးဆန်းဆန်းဆိုဆက်စုကျင်တဲ့စိတ်ကရှိတော့ထပြီးတော့လိုက်သွားခဲ့ပါတယ်ကျွန်တော်ရောက်တော့ယွာဆက်ကဘုန်းကြီးเจ้าခြံစည်းရုံးနာကပုံနရိပ်ပင်နာမှာလူတွေကအများပြားကြည့်နေကြပါတယ်လူတွေအများပြားဆိုပေမဲ့လည်းယွာတွေကမိန်းမတွေများပါတယ်ယောက်ျားတွေဆိုလို့ကျွန်တော်ပါဝင်ဘုန်းကြီးเจ้าသားကလေးရွယ်တတ်တာ၃လေးယောက်ပဲပါပါတယ် မိမတွေများကတော့ကြောက်လဲကြောက်ဆက်ဆူကျင်သူများပုံရပါတယ်တပည့်ယူကတောင်ရွာရဲ့လပြည့်ညမှာမှိုင်းပြပြမြင်နေရတဲ့တစ်ပင်အုပ်တွေရဲ့အပေါ်ကိုကြည့်ပြီးတော့တီတိုစကားတွေပြောနေကြပါတယ်ခုနကတော့မီလုံးတစ်လုံးတက်လာပြီးတော့ပြန်ဆင်းသွားတယ်လို့ပြောပါတယ်နောက်ထပ်မီလုံးတွေတက်လာအောင်မထင်ပြီးတော့ချောင်းကြည့်နေကြတာတဲ့အဲ့ဒီအချိန်မှာပဲမိမတွေထံကနေအတန်လေးတွေခတ်အုပ်ကြားလိုက်ရပါတယ်ဟောဟောဟိုမှာတက်လာပြီတက်လာပြီဟဲ့အတန်လေးကတူတူလေးပါဒီရွာနဲ့တောင်ရွာကတမိုင်တတဝေးတာတော့အတန်ကြဲကြဲမထွက်ရဲပဲနဲ့ချောင်းကြည့်နေပုံထောက်ရင် ဆုံးဆိုတာကလည်းကြောက်ဖို့ကောင်းမယ်ဆိုတာတွေးထင်လိုက်မိပါတယ်။တရွာနဲ့တရွာဝေးပေမဲ့ရွာသူတွေကသူတို့အတန်ကိုအဝေးမှရှိတဲ့ဆုံးမကြီးကြားသွားမှစိုးရိမ်နေပုံရပါတယ်။အရာနဲ့ပဲသူတို့တွေကြည့်နေတဲ့ကောင်းကင်ရံကိုကျွန်တော်လမ်းကြည့်လိုက်မိပါတယ်။တဖက်ရွာရဲ့အပေါ်တစ်ပင်နေရဲ့ထိန်သားမှာမီးလုံးလိုလိုတစ်ခုကိုတွေ့လိုက်ရပါတယ်။မီးလုံးရောင်ကအနီရောင်လည်းမဟုတ်အစိမ်းရောင်လည်းမဟုတ်အဝါရောင်လည်းမဟုတ်တဲ့အဲ့ဒီအရောင်၃ရောင်ပေါင်းဆက်ထားတဲ့အရောင်မျိုးပါ။မီးလုံးကစိမ့်ဖက်မှတ်နဲ့ကလေးကစားတဲ့ဘောလုံးရွယ်လောက်ပဲရှိပါတယ်။ မီးလုံးလေးဟာတဖြည်းဖြည်းနဲ့မြင့်တက်သွားပြီးတော့ဟိုးထိတ်ဆုံးအမြင့်ဆုံးထိတဖြည်းဖြည်းတက်သွားကအချိန်နဲ့အောက်ကိုထိုးဆင်းလာပါတယ်။အဲဒီလိုထိုးဆင်းလာပြီးတဲ့နောက်မှာတော့ရွာရဲ့ဘောတစ်ပင်ထိပ်ပြားနားကိုမရောက်ခင်မှာပဲရက်တန့်သွားကတဖြည်းဖြည်းနဲ့ပြန်တက်သွားပြန်ပါတယ်။နည်းနည်းလောက်တက်ပြီးတော့ပြန်မတက်တော့ဘဲနဲ့ရှေ့ဘက်သွားလိုက်အနောက်ဘက်ကိုသွားလိုက်တောင်ဘက်ကိုသွားလိုက်မြောက်ဘက်ကိုသွားလိုက်နဲ့ပျော်မျိုးကကစားနေပုံပေါက်ပါတယ်။ကြီးလို့တော့တော်တော်ကောင်းပါတယ်။လာပြည့်နေ့မှာလရဲ့အလင်းရောင်နဲ့ဆုံးမတကောင်ပျော်ရွှင်မျိုးထုစွာစော်ကစားနေတာလို့ပဲကျွန်တော်တွေးထင်မိနေတော့ နောက်ထပ်မီလုံတစ်လုံးတက်လာတာကိုတွေ့လို့ကျွန်တော်စိတ်ဝင်စားစွာကြည့်လိုက်မိပါတယ်။နောက်ထပ်တက်လာတဲ့မီလုံကတော့ပထမမီလုံထက်အနည်းငယ်ပိုကြီးပုံရပြီးတော့အယောင်ကတော့ပထမမီလုံလောက်မတောက်ပါဘူး။ဖြူလည်းမဖြူပါဘူး။အနည်းငယ်အနီအောင်တန်းပြီးတော့စတက်လာကြတဲ့ကပထမစိမ့်ဖက်မှတ်မီလုံကိုတရှိန်ထိုးတိုက်ခိုက်ပါတယ်။အဲဒီချိန်မှာပဲဘေးနားမှာရှိတဲ့မိန်းမတစ်ယောက်ကစုံမရပြညာပြိုင်တာကြည်ရတော့မနဲ့တူတယ်ဟဲ့။အဲလိုပြောဆိုပြီးတော့ကြောက်လို့လားမသိပါဘူး။ချုံမုတ်ထဲတိုးဝင်သွားပြီးတော့မှကြည်ပါတယ်။နောက်တက်လာတဲ့မီလုံနီကြောင်ကြောင်ကပထမမီလုံနောက်ကိုတရှိန်ထိုးလိုက်လံတိုက်ခိုက်နေပေမဲ့ ်ပထမမီလုံးကတော့လက်ပတ်ထွက်ပြေးနေပြန်ပါတယ်ပြန်တိုက်ခိုက်တာကိုတော့လုံးဝမတွေ့ရပါဘူးကောင်းကင်ယံမှာမီလုံးတွေလက်ပတ်ပြေးလွှားတိုက်ခိုက်နေတာကြည့်လို့တော့အတော်ကောင်းပါတယ်ဒါပေမဲ့လည်းတိုက်ခိုက်နေဖို့မဟုတ်ဘဲနဲ့စိန်ပြေးတဲ့ကစားနေပုံနဲ့လည်းတူနေပါတယ်အနီရောင်မီလုံးကနောက်ကလိုက်ပြီးတော့အစိမ်းရောင်မီလုံးကတော့ထွက်ပြေးနေရတာပါအဲဒီအချိန်မှာပဲနောက်ထပ်အစိမ်းရောင်လိုမျိုးမီလုံးတစ်သေးလေးတစ်လုံးထပ်တက်လာပြန်ပါတယ်ပြီးတဲ့နောက်မှာတော့အနီရောင်မီလုံးနောက်ကိုလိုက်ပါတယ်အနီရောင်လိုမီလုံးကနောက်တက်လာတဲ့မီလုံးနောက်ကိုလိုက်တော့အဲ့ဒီမီလုံးကမတိုက်ခိုက်ပဲထွက်ပြေးပြန်ပါတယ် ကျွန်တော်အမြင်ရတော့အစိမ်းရောင်မီးလုံးနှလုံးဟာမိတ်ဆွေလားဆွေမျိုးလားမသိပါဘူးအနီရောင်မီးလုံးကပါဝါပိုကြီးပုံရပြီးတော့အစိမ်းရောင်မီးလုံးဟာမတိုက်ရဲလို့နောက်မီးလုံးအစိမ်းလေးဟာဝိုင်းကူနေရတဲ့ပုံရပါတယ်ကောင်းငင်မှာမီးလုံးသုံးလုံးဟာလိုက်တန်းပြည့်တန်းကစားနေသလိုဖြစ်နေတာတော်တော်လေးတော့ကြည့်လို့ကောင်းလာပါတယ်ကြည့်နေတဲ့အထက်ကမိမတစ်ယောက်ကတော့မီးလုံးစိမ်းလေးတွေတနာပါတယ်ဆိုပြီးပြောနေပါတယ်မိသွားလို့ရှိရင်မီးလုံးညီကြီးကစားပစ်လိုက်မှလို့ပြောလို့သူတို့တွေလိုက်တန်းပြည်တန်းဆော့နေတာမဟုတ်ပဲအသက်လူပြီးတော့ပြေးနေကြတာဆိုတာသိလိုက်ရပါတယ် အဲ့ဒီချိန်မှာပဲနောက်ထပ်မီလုံတစ်လုံးထပ်ပြီးတက်လာတာကိုတွေ့လေရပါတယ်ထပ်တက်လာတဲ့မီလုံကအနီရောင်လိုဖြစ်နေတော့အနီရောင်မီလုံနှလုံးပေါင်းပြီးတော့တိုက်ရင်အစိမ်းရောင်မီလုံနှလုံးတော့အစားခံရတော့မှာပဲလို့တွေးလိုက်မိပြီးတော့ဘာတွေဘလို့ဖြစ်လာမလဲလို့စိတ်ဝင်စားစွာနဲ့ကြည့်နေတော့မှာပဲနောက်တက်လာတဲ့မီလုံအနီကြီးကပထမရှိနေတဲ့မီလုံအနီကြီးကိုတရှိန်တို့ဝင်ရောက်တိုက်ခိုက်ပါတော့တယ်မီလုံအနီကြီးနှလုံးကဗားတပြန်ကြားတပြန်တိုက်ခိုက်နေတဲ့အချိန်မှာပဲမီလုံစိမ့်ဖက်မှတ်နှလုံးကတဖြည်းဖြည်းနဲ့ရှောင်ခွာထွက်ပြေးသွားတာကိုတွေ့လေရပါတယ် မီလုံးအနီနှလုံးကလည်းအပေါ်တက်လိုက်အောက်ဆင်းလိုက်ဘေးပညာကိုလက်ပတ်ပြေးလွှတ်တိုက်ခိုက်နေတာဘယ်ဟာပထမမီလုံးဘယ်ဟာနောက်မီလုံးလဲဆိုတာတောင်ခွဲခြားလို့မရတော့ပါဘူးမီလုံးနှလုံးကလည်းတော်တော်ကြာကြာလက်ပတ်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့တယောက်နဲ့တယောက်ဘယ်သူအပေါ်မြင့်မြင့်တက်နိုင်လဲဆိုပြီးပြိုင်နေပုံနဲ့မီလုံးတစ်လုံးနဲ့တစ်လုံးကအပေါ်တက်သွားလိုက်နောက်တစ်လုံးကသူ့ထက်မြင့်အောင်တက်ပြလိုက်နေတစ်လုံးနဲ့တစ်လုံးအစွမ်းနေပြိုင်နေကြပြီးတော့နောက်ဆုံးမှာတော့မီလုံးတစ်လုံးကရှုံးနေသွားလို့ထင်ပါတယ်အောက်ကိုနေပြီးတော့ဆင်းသွားကရွာထဲပြန်ဝင်သွားခဲ့ပါတယ် နောက်တစ်လုံးကတော့အောင်မြင်မှုရသွားလို့ထင်ပါရဲ့ကောင်းကင်ထက်မှာလက်ပတ်ပြန်တဲ့အောင်ပွဲခံရင်းနဲ့အတော်ကြာတဲ့အခါမှာတော့သူကလည်းအောက်ကရွာတဲ့ကိုပဲပြန်ဆင်းသွားတာကိုတွေ့လျက်ရပါတယ်အဲဒီတော့မှပဲခြုံတော့ထဲမှာခိုးကြည့်နေကြတဲ့သူတွေကလည်းအရှူရှူတိတ်တဆိတ်ပဲပြန်သွားကြတာကိုတွေ့လို့ကျွန်တော်လည်းကြောင်းမော်ပြန်တက်ခဲ့ပါတယ်အဲဒီညကကျွန်တော်တော်တော်နဲ့အိတ်မရခဲ့ပါဘူးတသက်နဲ့တကူဆုံးနေကစားတာတိုက်ခိုက်တာအခုမှမြင်ခဲ့ဘူးတာပါကိုရင်တပားကတော့ပြောပါတယ်အဲဒီဆုံးနေကရွာထဲမှာလူဖြစ်နေလဲတူးနဲ့တူးသိကြတယ် သူတို့တွေစိန်ခေါ်ပြီးတော့လည်းတိုက်ခိုက်ကြတာဖြစ်နိုင်တယ်လို့မှတ်ချက်ချပါတယ်ကျွန်တော်ကဆုံးဆိုတာကိုသိပြီးတော့ယုံကြည်လာတာတော့မဟုတ်ပါဘူးငငယ်ကလေးကရန်ကုန်မှာမွေးရန်ကုန်မှာကြီးလာတာဆိုတော့ဒါမျိုးတွေကိုမြင်မှမမြင်ဘူးလားရန်ကုန်ပြန်ရောက်တော့ကျွန်တော်ကိုစာတင်ပေးနေတဲ့ဆရာကိုမေးကြည့်တဲ့အခါမှာတော့မင်းဟာမဖြစ်နိုင်ပါဘူးကွာတစ်ပင်ဝါပင်တွေကမီးဆုံးဓာတ်တွေထွက်လာလို့ရှင်လေအဲ့ဒီဓာတ်တွေစုမိပြီးတော့အခုလိုမီးလုံးကြီးတွေဖြစ်တတ်ပါတယ်အဲ့လိုပြောလိုက်တော့ဟုတ်မလားမသိဘူးဆိုပြီးတွေးနေမိတော့မှပဲလောကကြီးမှာစုံးနေကဝေတွေတသစီတရေတွေဆိုရလဲတကယ်ရှိတယ် အဲ့ဒီမီးလုံးတွေကဆုံးမိတောက်တာဖြစ်တယ်အဲ့လိုမျိုးအဲ့ဒီဆရာရဲ့မိန်းမကဝင်ပြောနေလို့ကျွန်တော်ကလည်းဘာလို့ယုံအောင်မမသိပဲနဲ့အတွေ့အကြုံထူးထူးတွေ့ရတယ်လို့သာမှတ်သားထားလိုက်ပါတော့တယ်အဲ့လိုနဲ့ပဲကျွန်တော်ကအလုပ်ကိစ္စတွေနဲ့ကြာတောင်းစိတ်ရွာဘက်ကိုရောက်နေတဲ့အချိန်မှာပဲအယုတ်ခတ်ဆူဆူနဲ့အဖွားကိုတယောက်ကိုတွေ့ရပါတယ်အဲ့ဒီအဖွားကြီးကလည်းနိုင်ငံခြားရုပ်ရှင်တွေကာတွန်းကားတွေတဲကလို့အယုတ်ဆူဆူခါကုန်းကုန်းနဲ့ဆုံးမကြီးပုံပေါက်နေရပါကျွန်တော်ကတော့မရှိခိုးနှုံမလဆုံးရိုးဆိုတဲ့စကားကိုကြားဘူးနေလို့အဖွားကြီးကရုပ်ရည်မလပါ ရုပ်ဆိုးလွန်းတာမလို့အများဆုံးမကြီးလို့ထင်နေတာဖြစ်ပါလိမ့်မယ်ဆိုပြီးမှတ်ထားပါတယ်။အဲ့ဒီဖွားကြီးကိုကျွန်တော်အလုပ်တွေကမောင်တူးကတအားခင်တာပါ။ယူရဲဆင်းလို့ရှိရင်လည်းမောင်တူးကအဖွားကြီးအိမ်ကိုအမြဲတွားလည်နေကြပါ။တနေ့မှာတော့ညနေပိုင်းအပြင်ကနေပြန်လာဖုန်ကြီးကျောင်းဂုံးမော်ရောက်တော့မောင်တူးခမခြေခောက်ပြီးလဲကြရတာကနေစက်ငင်စက်ငင်ဖြစ်ပြီးတော့ရှာတစောင်းကြိုက်ကပါဇက်ကအမြုပ်တွေထွက်ပြီးတော့စကားလည်းမေးလို့မရတော့ပါဘူး။အဲ့ဒါနဲ့ပဲအနားမှာရှိတဲ့ဘုန်းကြီးတစ်ပါးကမောင်တူးကိုဘုန်းကြီးကျောင်းမော်ကိုပွေ့ခေါ်ခိုင်းလိုက်ပြီးတော့ရေမန်းနေတိုက်စေးကျိန်လုံးနဲ့တို့က ဒါအဆုံးပြုစားတာပဲကွယ်ဘာမှမပူကြပါနဲ့ဖုံဖုံကုပေးပါမယ်အဲ့လိုမျိုးပြောဆိုကမောင်တူးကိုသူ့မှာရှိတဲ့ကြိမ်လုံးလေးနဲ့ထောက်ထောက်ပြီးတော့လာစမ်းကွယ်အခုနင်းလှုပ်ထားတာတွေလာပြန်ထုတ်စမ်းအဲ့ဒီလိုမျိုးအတန်မာမာနဲ့သုံးကြိမ်လောက်အော်ငေါက်လိုက်တဲ့အခါမှာတော့ဆုံးမကြီးလိုသမုတ်ခံထားရတဲ့အဖွားကြီးဟာအပြေးလွှားနဲ့ဘုန်းကြီးကျောင်းခြံစည်းဦးနှောက်ကိုရောက်လာပြီးတော့သူ့ကိုခွင့်လွှတ်ပေးဖို့အနေရဖြစ်အောင်လုပ်တာမဟုတ်ဘူးဆိုတဲ့ကြောင်းသူကမောင်တူးကိုချစ်လို့စတာပါဆိုတဲ့ကြောင်းအခုပြန်လုပေးပါမယ်ဆိုပြီးတော့ပြောစဉ်ခဏမှာပဲတမတက်ချက်မတက်ဖြစ်နေတဲ့မောင်တူးခမညာ တဟင်းဟင်းနဲ့ညင်းညူရင်နဲ့ပြန်တရီရလာခဲ့ပါတော့တယ်အဲဒီချိန်မှာပဲဘုန်းကြီးကလည်းမောင်တူးကိုတကားကြီးဘာမှမဖြစ်တော့ဘူးကွယ်ကောင်းသွားပြီနော် तू ကမင်းကိုချစ်လို့စတာတဲ့အဲ့လိုမျိုးပြောတာကိုအနားမှာရှိတဲ့လူတွေကမနေနိုင်တော့ပဲနဲ့ तू ကတော့ချစ်လို့စတာတဲ့မောင်တူးကတော့တေမတက်ရှာတစောင်းကြိုက်နေပြီအဲ့လိုပြောလာတာကြောင့်ငိုအားထက်ရေအားတန်ခဲ့ရပါသေးတယ်သူတော့မှပဲဆုံးမဆိုတာတကယ်ရှိတဲ့ကြောင်အရှင်လက်လက်မြဝါထင်နေတွေ့ခဲ့ရပြီးတော့ဆုံးမဆိုဒီမှာပြူစားရရနိုင်ကြအောင်လဲသိခဲ့ရပါတယ် မောင်တူးခမရမှာလည်းအဲ့ဒီနောက်ပိုင်းအဲ့ဒီအဖွားကြီးအိမ်ဘက်ကိုလုံးဝခြေဦးမလဲတော့ပါဘူးအဲ့လိုနဲ့ပဲဆုံးဆိုသောဝေါ်ဟာဆုံးမကြီးဆိုသောသူဆုံးမီဆိုသောဖြစ်စဉ်တွေကိုမြင်တွေ့ခဲ့ဘူးဒီမှာအမတ်တရားဖြစ်နေမိပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် ဘသူတွေကပတ်စံဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့ ကိုတငယ်ချင်းတွေတက်နေတဲ့သင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လည်းလုံးဝမတက်ပါနဲ့။ဒါတွေကအချိန်ကုန်ငွေကုန်လူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်။သင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပင်ခြင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ကျင်နေဆိုရင်တော့သင်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြသင်တန်းကြောင့်ယူဆောင်လာခဲ့ပေးပါ။ကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မူဝမ်းကြောင်းမှုဖြစ်ရည်တည်နိုင်တဲ့ဒီ Profit Mobile ဖုန်းပြသင်တန်းကြောင့်ဆရာတွေက Hardware ဘိုင်း Software ဘိုင်းနဲ့ Theory ဘိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲသင်ကြားပေးပါလိမ့်မယ်။ကိုကို ယ်တိုင်ကလည်းစဉ်ဆက်မပြတ်စူးစမ်းအထောက်အမှုတွေနဲ့စကေးတစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့စူးစမ်းခြင်းစိတ်ရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင်သင်တန်းကြောင့်မှအခုပဲစီးရင်ပေးသွင်းလိုက်ပါ။သင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးကျင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service Phone တွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ ်စိတ်ကူးအိမ်မက်တွေကို ဖန်နီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit